ဆက်လိုင်းစာမှာတော့ခေမင်းလို့ခေါ်တဲ့လူငယ်တယောက်ရဲ့အကြောင်းနဲ့စတင်ထားခဲ့ပြီးတော့သူဟာအီဆဲကန်ကဘာတစ်ခုကိုပြန်လည်မွေးဖွားလာတာဖြစ်ပြီးတော့ဖျားသခင်ရဲ့မာဝင်ခြင်းမူကြောင့်မလို့တည်ဆုံးခဲ့ရဖြစ်ပြီးသူရဲ့ဘဝတွေကိုလူကျင်တဲ့စွမ်းရည်တွေကိုရွေးချယ်ခွင့်ပေးထားခဲ့ပါတယ်။ကေဗင်နိုးလာခဲ့ပြီးရဲ့နောက်သူပေရောင်းနေမှမတည်တော့ဘဲနဲ့ကဘာတဲ့ကလည်းကြိုးစိုးပါရဲဆိုပြီးတော့စတက်ဝင်းတို့တစ်ခုပေါ်လာခဲ့ကစတက်ကလောက်ကလည်းရှိနေခဲ့ပါတယ်။ စတက်ကလော့ကိုနှိမ့်လိုက်တဲ့အခါမှာတော့သူ့ကိုကျူတဲ့အတန်တစ်ခုကြားနေခဲ့ရပြီးတော့အဲဒီတန်ကသူကစိတ်ကူးရင်ကဘာတစ်ခုထဲမှာပြန်လည်မွေးဖွားလာခဲ့တာဖြစ်ပြီးတော့သူရဲ့အမှန်ဉာဏ်တွေကဖျက်ဆီးခြင်းခံရကြောင်းလည်းပြောပြနေခဲ့ပြီးအစွမ်းတက်တဲ့စွမ်းရည်တွေကိုရဖို့အတွက်သဘောတူညီရမယ့်အရှင်ဒီတစ်ခုပဲဖြစ်ပါရဲ့ကေဗင်ကတော့သူ့ရဲ့အတိတ်ကကိုပိုင်ဘဝရဲ့ပုံမှန်မှတ်ဉာဏ်တွေကိုဖျက်ဆီးဖို့ရအတွက်ဘာကြောင့်သဘောတူညီရလဲဆိုတာအံ့ဩနေခဲ့ပြီးရနော်စတေတက်ဝင်းတို့ပွင့်လာတဲ့အချိန်မှာသူ့ရဲ့ရွေးချယ်ခဲ့တဲ့စွမ်းရည်တွေကိုပြသနေခဲ့ပါတယ် သူမှာ S1 ရှိတဲ့ summoning skill နဲ့ data box level အလုပ်လို့ရမယ့် status တွေကိုနှစ်ဆတိုးနိုင်တဲ့ availability ရှိပါတယ်။သူ့ရဲ့စွမ်းရည်တွေကိုမြင်လိုက်ပြီးရဲ့နောက် Kevin ကလည်းသူ့ရဲ့စွမ်းမှုစကန်ကိုစွန့်စားဖို့အတွက် စတင်လှူရှားနေခဲ့ပြီးရဲ့နောက်အတန်ကသူ့ကိုအနီနာမျိုးကိုတွားခဲ့ပြီးတော့စွန့်စားသူတရားဖြစ်အောင်ဂိုင်းမှာတွားပြီးမှတ်ပုံတင်ဖို့အတွက်ပြောခဲ့ပါတယ်။လမ်းမှာတော့ Kevin မှာသူ့ရဲ့စွမ်းရည်စကံမှာစွန်စားစကံနဲ့အတူတူသူနဲ့အတူတူလိုက်ပါမလားဆိုပြီးတော့မီနူကစတင်မေးမြန်းပါတယ်။ သူရဲ့မှန်းညံတွေကိုဖျက်ခံလိုက်ရတာကိုတတိယရင်နဲ့မီနျူဟာတကယ်တော့မေဖီနာလို့ခေါ်တဲ့ပြန်လည်မွေးဖွားခြင်းနဲ့ဖျားမအကြောင်းပြောပြပါတယ်။ခေဗင်ကတော့တေတာပေါက်သူ့ကို ရှစ်မိသွားခဲ့ပြီးရင်တော့သူ့ရဲ့အစီကံဖြစ်ကိုတားဆုတ်ခဲ့ရမှာ။သူမကတော့သူမရဲ့အလောက်ကနေအနားယူဖို့နီလန်တစ်ခုအဖြစ်သူ့ကိုလက်ခံမှုတားဆုတ်ခဲ့ပါတယ်။မညံမရှိပဲနဲ့သူမကိုဘလို့ရှင့်မိနေလဲဆိုတာခေမင်းလည်းဆိတ်ရှုပ်ထွေးနေခဲ့ပြီးတော့သူမကိုခေါ်နိုင်မလားဆိုပြီးမေးတဲ့အခ ပုံမတမာလာဖို့နဲ့ပို့ပြီးတော့မန္တာရှိလာဖို့လိုအပ်ကြောင်းပြောပြပါဗျ။သူကတော့စွန်စားသူရဲ့ဂိုက်ကိုရောက်ရှိလာခဲ့ပြီးရင်တော့စုံမင်းစကေးကိုလှုပ်ဝှက်ထားခဲ့ပြီးတော့အခြေခံမေးအဖြစ်မှတ်ပုံတင်ခဲ့ပါတယ်။မာဖီနာကတော့စုံမနာတွေကအရန်ကိုရှားပါလုံးတဲ့အတွက်ကြောင့်မလို့ဘယင်တွေကသူ့ကိုရရှိနိုင်ဖို့အတွက်စစ်ပွဲတွေတောင်မှဆင်နွှဲကြရဖြစ်ကြောင်းရှင်းပြပါတယ်။ သူကအနိုင်ဆုံး Afra ကနေစတင်ခဲ့ပြီးတော့ဂိုင်းစရီမကတော့မစ်ရှင်တွေကိုကိုယ့်ရဲ့ run ထက်တဆင့်ပုံမြင်တဲ့ run အထိပဲလုံနိုင်ကြောင်းကိုပြောပြခဲ့ပြီးအဆင့်တက်ရှင်တယ်ဆိုရင်တော့မစ်ရှင်၁၀ခုလောက်ကိုဇက်တိုက်ပြီးမြောက်လုံနိုင်ဖို့လိုအပ်ကြောင်းကိုရှင်းပြပါတယ်။သူကတော့သူ့ရဲ့ပထမဆုံးအလုပ်ဖြစ်တဲ့ blue slime တစ်ခုကို h line တွေကိုတတ်ဖို့အတွက်လောရမှာဖြစ်ခဲ့ပြီးအဲဒီလောက်ကိုပဲယူလိုက်ခါဒီ mission ပြီးမြောက်ဖို့ရအတွက်သူ့ရဲ့မော်စွမ်းရည်ကိုမြင့်တင်နိုင်မဲ့တစ်သားလန်တန်တချောင်းကိုကောက်ယူခဲ့ပြီးတော့လေကွင်းစီကိုဦးတည်ထွက်သွားခဲ့ပါတယ်။ slide တုံးကောင်တွေ့ရဲ့အချိန်မှာတော့ mafina ကတော့သူ့ရဲ့တခြား s1 စကေးဖြစ်တဲ့ abras i ကိုစမ်းကြည့်ဖို့အတွက်ပြောခဲ့ပါတယ်ဒီစကေးကတော့ slide ရဲ့ static အားလုံးကိုမြင်နိုင်ခဲ့ပြီးတော့ s1 မှာဆိုရင်တော့သူ့တက် level တရားမူမြင့်တဲ့သူ့ရဲ့ status တွေကိုပို့ပြီးတော့မြင်နိုင်မယ်လို့ပြောပြခဲ့ပါတယ်